အခန့်လေးစကားပြောကောင်းဖြစ်ရန်ဤသူများမကြမီကဘရက်ဖဲဝိုင်းသူလာရောက်ကစားရန်ကျွန်တော်ကိုဖိတ်ကြသည်ကျွန်တော်သည်ဘရက်ဖဲမကစားတတ်ပါကျွန်တော်ကဲ့သို့ပင်ဘရက်မကစားတတ်သောမိမချောတူလေကစားဝိုင်းသူရောက်ရှိနေသည်လိုဝဲတော်မတ်သည်အတန်လွှတ်သမားဘဝသို့မကူးပြောင်းမီဥရောပတတိုင်းလုံးသို့အနှံ့ပြားလှဲ့လေပြီလင်ခီးသွားလာရ၌စေဝန်စားဖွဲ့ရအကြောင်းအရာများကိုဟောပြောလျက်ရှိစဉ်က သူ၏မန်နေဂျာအဖြစ်ဖြင့်သူနှင့်အတူကျွန်ုပ်လိုက်၍သူ၏ဟောပြောခြင်းများကိုကူညီစီစဉ်ပေးရကြောင်းကိုထိုမိမကျော်သိ၍သွားလျာ။အိုမစ္စတာကာနေဂျီရှင်ရောက်ခဲ့ဘူးတဲ့ဒူးဆန့်တဲ့နေရာတွေအကြောင်းကိုနည်းနည်းလောက်ပြောပြဆန်းပါဟုကျွန်ုပ်ကိုတောင်းပန်သည်။ဒရီကတ်ချန်နယ်မှကြိုဆိုပါတယ်။ဘယ်တော့မှခင်မကုံသွားတဲ့ဂန်ဒဝင်းစာအုပ်တွေခင်မီရောင်ရဆုံးစာအုပ်တွေနဲ့တိမ်မြုပ်နေတဲ့စာကောင်းပီကောင်းတွေကိုစူးစမ်းကြည့်နေဆိုရင် The Recap Channel ကို Subscribe လုပ်ထားပေးပါ Like and Share လုပ်ထားပြီးနားတောင်ခြင်းနဲ့စာပေတွေရှိရင်လည်း Comment ရေးထားပြလို့ရပါတယ်အခုအရင်လေးကအခန်းဆက်ကိုဆက်လက်ဖတ်ပြပါမယ်ပေါ်ကလက်ထိုင်ပေါ်တွင်ထိုင်းမိကြတော့အခါသူယောက်ျားနှင့်သူသည်မကြာသေးမီကပင်အာဖရိကတိုင်းမှပြန်လာခဲ့သည့်အကြောင်းကို သူစကားဆခဲ့သည်အာဖရိကကို ရောက်ခဲ့တယ်ဟု ကျွန်ုပ်ဒီစိတ်ထက်သန်စွာနဲ့သူ့ကိုပြန်၍မေးပြီးနောက်တိတ်ဟုတ်တာပဲဗျာအာဖရိကကို ကျွန်တော်သွားခြင်းညာကြာလှပြီသို့ပေမဲ့အယ်ဂျီးယားမှာတရက်ထက်နေပြီးပြန်လာခဲ့ရတယ်အာဖရိကဟာအမဲပြတ်ဖို့တိတ်ကောင်းတဲ့နေရာပဲခမားတိတ်ကန်ကောင်းတယ်ဗျာအာဖရိကတိုက်အကြောင်းကိုနည်းနည်းပြောပြဆက်ပါဟုတောင်းပန်လိုက်သည်သူစကားကိုကြားသည့်မှစ၍ကျွန်ုပ်ဘယ်နေရာတွေကိုရောက်ခဲ့သည်ဘာတွေမြင်ခဲ့သည်တို့ကိုကျွန်ုပ်ထပ်၍မမေးတော့ပဲ သူရောက်ခဲ့ဖို့သည့်နေရာများနဲ့မြင်ခဲ့သောအထူးစားမြအကြောင်းကို45မိနစ်တိုင်ရှောက်၍ပြောသည်ဆင်ဆက်မှမူသူမိမချောသည်ကျွန်ုပ်ပြောသည့်စကားကိုနားထောင်ချင်ပေမဟုတ် သူကိုယ်တိုင်ရောက်ခဲ့ဖို့သည့်နေရာများကိုဂုံယူကပြောဆိုနေစဉ်ဂီယူဒဆိုင်နားထောင်ပေးမိသူတို့ကိုအလိုရှိနေခြင်းသာဖြစ်ပါသည်ဤကဲ့သို့မိမချောအလိုရှိနေခြင်းသည် အထူးစားမဟုတ်ပါညစွာသောလူတို့သည်လည်းထိုကဲ့သို့ပင်အလိုရှိကြပေသည်တသက်ထုတ်၍ပြပန်အပ် နယူးယောက်မြို့ရှိစာအုပ်ပုံနှင့်ရောင်းချသူဖြစ်သော J.W. Greenberg ၏အိမ်၌တဲခင်းအခန်းကျွေးမွေးသောညစာစားပွဲတစ်ခုတွင်နမဲကျော်ရုခဗေဒပါရဂူကြီးတူနှင့်ကျွန်ုပ်တွေ့ရသည်ရှေးအခါကရုခဗေဒပါရဂူများနှင့်စကားမပြောဘူးချေသူညကတွေ့ရသော ပါရဂူကြီးသည် အလွန်စိတ်ဝင်စားပွဲကောင်းလေသည်တပင်အကြောင်းဆန်ရာဘုသူတတို့ကိုတစ်ခုပြစ်တစ်ခုရှောက်ရပြောပြသည်မှာ အံ့ဩပွေရာကောင်းသောကြောင့်ကျွန်ုပ်သည်ကလထိုင်အစွန်ကလေး၌သာထိုင်ပြီးလျှင်သူပြောသည်မှစကားများကိုအာယုံပြုလျက်ရှိသည်ကျွန်ုပ်တွင်ပန်းချံကလေးတစ်ခုစိုက်ပြိုးထားရာထိုပန်းချံနှင့်ဆက်လျက်ကျွန်ုပ်အလိုရှိသောအချက်များကိုပင်ပြောကြားသွားလေသည်လူညားစာစားပွဲသို့အခြားဧည့်သည်၁၄ရောက်ခန့်ကြွားရောက်လာကြတော့လေသူတို့ကိုဂီးမဆိုင်နိုင်ပဲသူပါရဂူကြီးနဲ့သာအချိန်တော်ကြအောင်စကားပြောလျက်ရှိသည် ၎င်းရန်အချင်းတို့ရောက်သောအခါအဲ့တဲ့များကိုနှုတ်ဆက်၍အိမ်တို့ပြန်ရန်ပြင်သည်ထို့အခါပါရဂူကြီးသည်အင်ရှင်ဘက်သို့လှည့်၍တိတ်စကားပြောကောင်းတဲ့လူတိတ်တော်တာပဲဘာပဲညာပဲစသည်ဖြင့်ကျွန်တော်အားချီးကျူးလျက်ရှိသည်စကားပြောအလွန်ကောင်းသောသူဟု၍ချီးမွမ်းခြင်းကိုသာ ခံရသည်ဆင်ဆက်မှာထိုညကကျွန်ုပ်သည် ပါရဂူကြီးနှင့်စကားပြောသည့်ဆွေုံလောက်သာ ပြောခဲ့ရသည်ကျွန်ုပ်ဒီယုခဗေဒအကြောင်းကိုနားမလည်တော့ကြောင့်စကားများများပြောချင်တော့လဲပြောနိုင်မည်မဟုတ်ပေ။ တို့ရတွင် အရာတစ်ခုကိုကျွန်ုပ်လှုပ်ခဲ့သည်ထိုအရာဒီကအခြားမဟုတ်ထိုပါရဂူကြီးပြောသမျှစကားကိုစိတ်ပါလက်ပါနားထောင်ခြင်းပင်ဖြစ်သည်သူပြောသောစကားများသည်စိတ်ဝင်စားဖွယ်ရာကောင်းသောကြောင့်ကျွန်ုပ်သည်စိတ်ပါလက်ပါနားထောင်နေသည်ကိုသူအလွန်နှစ်သက်၏လူတူပြောသောစကားများကိုစိတ်ပါလက်ပါနားထောင်ခြင်းသည်ထိုသူအားအကောင်းဆုံးချီးကျူးခြင်းတရားပင်ဖြစ်သည်လူတရားပြောနေသောစကားများကိုစား၍နားထောင်ခြင်းဖြင့်သူကိုမြှောက်ပေးလျင်ထိုအမြောက်ကိုခံနိုင်သောသူအလွန်ရှားလေသည်ဟူ၍ ဂျက်ရူဖိုကဧည့်သည်အချက်စာအုပ်တွင်ရေးသားထားသည်ကျွန်ုပ်မှမူကားစိုက်၍နားထောင်ရမြမကထိုပါရဂူကြီးပြောနေသောမှတ်ရမှတ်စုများကိုနှစ်နှစ်ကာကာနှစ်သက်စွာဖြင့်စိတ်ပါလက်ပါချီးကျူးလိုက်သည်ကျွန်ုပ်သည်သူနှင့်တွေ့ရသည့်အတွေ့လွန်တရာဘုဒ္ဓတတို့ပါသည်ဟုထိုပါရဂူကြီးကိုပြောလိုက်သည့်အတိုင်းအဟုတ်ပင်ဘုဒ္ဓတတို့ပါသည်သူ၏ပညာရပ်များကိုအလွန်စီးပုလိုပါသည်ဟုသူကိုပြောလိုက်သည့်အတိုင်းအဟုတ်ပင်စီးပုလိုပါသည်သူနှင့်အတူ တပ်ပင်တို့နဲ့ဆိုင်သောပညာရည်များကိုစီးပူးရန်တောင်စဉ်အထက်ထက်မြန်ရရတို့ကိုကြော်၍လိုက်လိုပါသည်ဟု ပြောလိုက်သည့်အတိုင်းအဟုတ်ပင်သွားလိုပါသည်သူကိုတဖန်ထပ်မှန်၍တွေ့ကျင်ပါသေးသည်ဟုပြောလိုက်သည့်အတိုင်းအဟုတ်ပင်ထပ်၍တွေ့ကျင်နေပါသေးသည်အိန္ဒိယဖြင့်ကျွန်ုပ်ကိုစကားပြော အလွန်ကောင်းသူတူဖြစ်သည်ဟုအယူရှိအောင်လှုပ်ထားတော်လဲဆင်ဆက်မှမူကားကျွန်ုပ်သည်သူပြောသမျှကိုသာနားထောင်တော်သူဖြစ်၍ စကားဆက်၍ပြောအောင်သူ့ကိုယ်သာအားပေးလျက်ရှိသည်အလောကိစ္စနှင့်ဆက်လင်း၍တစုံတရာတော်သူနှင့်တွားရောက်တွေ့ဆုံသောအခါမိမိအကျံစီအောင်မြင်ရအတွက်ကောင်းသောနိလန့်သည်ဘယ်အရာဖြစ်ပါသနည်း Charles W. Elliot ဆိုသူပညာရှိတဦးကဤနည်းသည်ခက်ခက်ခဲခဲရှားရသောနည်းမဟုတ်ပါတင်သွားရောက်တွေ့ဆုံသောသူ၏စကားများကိုနားဆက်၍ထောင်ခြင်းသည်အလွန်အရေးကြီးသည် ထို့ထက်ထိခိုက်သောမျှော်လုံးသည် မရှိတော့ဟု၍ဖြစ်သည် ။ဤစကားသည်အလွန်မှန်လွန်းလာသည်။သူစကားမှန်ကြောင်းကိုသိရန်အတွက်ဟာဗတ်တက္ကသိုလ်တွင်၄နှစ်တန်တိုင်သွားရောက်သင်ကြားနေရန်မလိုချေ။တို့ရတွင်အဖို့တန်တိုက်ခန်းခြင်းများကိုငှရောင်းရန်ကုံများကိုခရုတစရွေးချယ်၍ဝယ်အထသို့ကြီးကောင်းအောင်ပြင်ဆင်ကြောညာထဲ့သည့်နေရာတွင်လည်းဝေးအမြောက်များကုံခံပြီးသည့်နောက်ဝယ်သူဤသူမျှစကားကို စိတ်ရှိလက်ရှိနားထောင်နိုင်လောက်အောင် ဉာဏ်ရှိသောဈေးရောက်သမားကိုငားထသည့်ဂုံတယ်များကိုသင်နှင့်ကျွန်ုပ်တို့အတိမြင်ဖြစ်ပေသည်အားလုံးကိုနေရာတကျစီမံနိုင်ပြီးမှဈေးဝယ်သူများပြောနေသည့်စကားများကိုအတင်းဝင်ပြောအငင်းခုန်လို့ဒေါသဖြစ်အောင်စွာပေးပြီးလင်ဝယ်သူကိုစိုင်းတဲမှထွက်သွားအောင်လှုပ်တတ်သည့်ဈေးရောက်သမားများကိုငားထခြင်းအပြင်အမီးကျမှတက်နေသော စင်ပြောင်ကြီးနှင့်သူတို့လုံပုံသည် တူလေသည် က်သေးပြပါအပ်ဂျေစီတန်သည် သူ၏အဖြစ်အပျက်လေးတစ်ခုကိုကျွန်ုပ်တန်းထဲတွင် အောက်ပါအတိုင်းပြောဘူးလေသည်ပင်လယ်ကမ်းခြေအနီးရှိမြူးချာစီပြည်နယ်မြူးဘတ်ခေါ်အလွန်စီကားသောမြို့၏ကုံစုံတိုက်ကြီးတတိုက်မှမစ္စတာဟုတန်သည်အဝတ်တစုံကိုဝယ်လေသည်အပေါ်ဝက်အင်ဂျီသည်စီးမခိုင်သောကြောင့်အတွင်းကန်ရှက်အင်ဂျီကော်လံများကိုဆေးဆွန်းကုန်သည့်ဖြင့်မစ္စတာဟုသည်အလွန်စိတ်ပြည့်လျက်ရှိသည်ထို့ကြောင့်တော်ဝက်များကိုစိုင်းတို့ပြန်ယူသွားပြီလေ ရောင်းလိုက်တော်သူအားအချို့အကြောင်းပြောပြသည်တို့ရတွင်ဈေးရောက်သူသည်မစ္စတာဝူတန်ပြော၍ဆုံးသည့်တိုင်အောင်တီးခံ၍နားမထောင်နိုင်ပဲမကြာခဏကြားဖြတ်၍ပြောသည်ဒီလိုဝတ်စုံမျိုးကိုကျွန်တော်ရောင်းနေတာ၄-၅ထောင်ကျော်နေပြီမကြိုက်လို့ပြန်လာတာဒီတစ်ခါပဲတွေ့ဘူးသေးတယ်ဟုဈေးရောက်သူကမစ္စတာဝူတန်ကိုပြောဘူးလေသည်သူစကားသည်ဈေးရောက်သူ၏စကားလုံးများဖြစ်၍သူစကားလုံးများကိုပြောသောလေးတန်သည်ထိုထစ်ပင်ပို၍မာသေးသည် ခမဘာဖြစ်လို့လာပြီးတော့ပြောင်းလဲနေတယ်ခမဟာခမအထမတက်လို့စောင်းတဲ့ဟာကိုကျွန်တော်တို့အပေါ်မှာပြက်လာချမလို့ခမကဒီလိုလုံးမဖြစ်ကျို့တို့ကလည်းအကြောင်းပြလိုက်ရအောင်မှာပေါ့ဟုတ်ရဲ့ဈေးရောင်းသူကမစ္စတာဟူတန်ကိုမပြောတော့လဲသူ့လေတန်ကအထက်ပါစကားကိုပြောသလိုဖြစ်နေသည်မစ္စတာဟူတန်နဲ့ဈေးရောင်းသမားတို့သည်တူနဲ့တူစိတ်လိုက်မှန်ပါပြောဆိုနေစဉ်ဒုတိယဈေးရောင်းသမားတူထပ်၍ရောက်လာပြီးလင်အညိုရောင်တွေဟာလက်ဦးတော့ဒီလိုပဲနည်းနည်းဆုံးတာပဲ ဒါတော့မတတ်နိုင်ဘူးပေါ့ဒီလိုဈေးပေါ်တဲ့အစားမျိုးဝယ်ရင်ဒီလိုပဲဖြစ်မှာပဲဈေးတော့တိတ်မခံပြီဘူးခု၍ဝင်၍ပြောသည်တို့အချိန်တွင်ကျွန်တော်လည်းအလွန်ဒေါသထွက်လျက်ရှိလိမ့်ပြီပထမဇေယသမားသည်ကျွန်တော်ဤသမားတို့ကိုစော်ကား၍ဒုတိယဇေယသမားမူကားကျွန်တော်သည်အပေါ်စားကိုသာဝယ်နိုင်သောလူတစ်ယောက်ဖြစ်သည်ဟုပြောခြင်းဖြင့်ကျွန်တော်ဤဂုံကိုစော်ကားပြန်သည်ထို့အခါကျွန်တော်ဤအသားများဆက်ဆက်တုန်လျက်ရှိသည်ကဲမင်းတို့ဘက်ကမင်းတို့ပြန်ယူပြီးလှုပ်ချင်တာသာလှုပ်တော့ငါမယူဘူးဟုပြောတော်မူအလုပ်တွင ထိုဆိုင်မန်နေဂျာသည်သူ့အလုပ်ကိုနားလည်သူတယောက်ဖြစ်သောကြောင့်ကျွန်တော်၏စိတ်ကိုတခါတည်းပြောင်းပြက်လာလေသည်ဒေါသထွန်းနေသူတူအားကျေနပ်သောဝယ်သူတူဖြစ်သူရောက်အောင်ဖြောင်းဖြပြောဆိုရန် သူသည်စွန့်လေသည်ဤသုံးနည်းနှင့်သူသည်ကျွန်တော်အားဖြောင်းဖြပြောဆိုသည်ရှေးစွာသူသည်ကျွန်တော်ပြောသည်မစကားတဲ့တွင်တလုံးတစ်ပါးသာမှကြားဖြတ်မပြောဘဲအဆအဆုံးနားထောင်ပါသည်ကျွန်တော်ပြော၍ပြီးသောအခါဈေးရောင်းသမားများကဝင်ရောက်ပြောဆိုရာတွင် မန်နေဂျာသည် ကျွန်တော်ဤဘက်မှနေ၍ဇေယျသမားတို့ကိုခုခံပြောဆိုပါသည်ဤနေ့သည်ကျွန်တော်အားဖြောပြရန်မန်နေဂျာသုံးသောဒုတိယနေပင်ဖြစ်ပါသည်ကျွန်တော်ဤရှက်ကော်လံများကိုစွန့်ထင်းနေသည်မှာမှန်ကန်ကြောင်းသူထောက်ခံသည့်အပြင်ဝယ်သူများကျင့်တတ်အောင်လုံမပေးနိုင်သောပစ္စည်းများကိုလည်းထိုဆိုင်တွင်မရောက်တဲ့အကြောင်းကိုလည်းပြောပြပါသေးသည်ဒုတိယနေမှာကအဘဲကြောင့်ဒီလိုဖြစ်ရသည်ကိုမသိရပါဟုသူသည်ကျွန်တော်အားဝန်ခံပြီးလျှင်ဒီအဝတ်များကိုဘယ်လိုလုပ်ရမလဲဆိုတာကိုသာအမိန့်ရှိပါ ကျွန်တော်တို့နာခံရအသက်မှာပဲဟူ၍ခက်ရိုးရိုးပင်ကျွန်တော်ကိုပြောပါသည် မကြမီကလေးကပင်သူတို့၏အဝတ်စုပ်ကိုပြန်ယူတော့ဟူ၍ပြောတော်မီကြံခဲ့တော်လဲဘယ်လိုလုပ်ရမလဲဆိုတာကိုသာမန်နေဂျာက အကြံပေးပါတော့ဒီလိုစေးဆွန်တာဟာခဏဖြတ်တာလားအစင်ပဲဒီလိုပဲဖြစ်မှာလားဒီလိုမဖြစ်အောင်ဘယ်လိုလုပ်အောင်လဲဆိုတာကိုသာပြပြစေဟုကျွန်တော်ကိုပြန်၍ဖြေပါသည်ထို့အခါအဝတ်များကိုတနင်္ဂနွေတစ်ပတ်လောက်ထပ်မံ၍အစားဝတ်ကြည့်ရန်မန်နေဂျာသည်အကြံပေးလေသည် ဒီလိုစမ်းဝဲကြည့်လို့မှမကျေနပ်သေးရင် ပြန်ယူခဲ့ပါမိတ်ဆွေကျင်တဲ့အဝက်များနဲ့လဲပေးပါမယ်မိတ်ဆွေကိုအခုလိုဒုက္ခပေးလိုက်ရတဲ့အတွက်ဝမ်းနည်းပါတယ်ဟုထပ်မံ၍ပင်တောင်းပန်လိုက်ပါသည်ကျွန်တော်လည်းကျင်တဲ့စွာနဲ့ဇိုင်တဲ့ကထွက်လာပါသည်တနေ့ဦးနေတပတ်များကြာတော့အခါထိုအဝက်များသည်စေးမစွန်းတော့ချေထိုအခါမှဆ ảy ၍ထိုတိုက်ဆိုင်ပေါ်တွင်ယုံကြည်စိတ်ချသောစိတ်တက်များပြန်လည်ပေါ်ပေါက်လာပါသည် မန်နေဂျာလို့သူသည်ထိုတိုက်ဆိုင်တွင် အကြီးအကဲဖြစ်သည်မှာအန်အောဇေယမရှိပါဇေယသမားနှုတ်မှမူကားထိုအချို့တိုက်တာသွားကြပါလင်တသက်လုံးဇေယသမားဘွားမှတန်နိုင်တော့မည်မဟုတ်ပေထိုဘွားနှင့်ပင်မရသေးပဲဇေဝသူများနှင့်ဘယ်အခါမှမတွေ့နိုင်သောကုံထုတ်သည့်ဌာနသို့အဖို့ခံရကောင်းခံရပေလိမ့်မည်ဒေါသကြည့်၍အလွန်စစ်ပူတတ်သည့်အပြစ်ရှာသမားများကပင်လင်တိခံ၍ထောက်ထားညတာစွာရှေ့တွင်စိတ်ပျော့ပြောင်းသွားတတ်ကြလေသည်အပြစ်ရှာသမားသည် ပပင်းထနေသောမွေဟောက်ကဲ့သို့ဒေါသကြီးစွာစူပူနေစဉ်သူသူကိုဘာမှပြန်မပြောဘဲစိတ်စိတ်နားထောင်နေရပေလိမ့်မည် တာရခပြပါအပ်လက်ပေါင်းအနှဲငယ်ခန့်ကနယူးယောက်တယ်လီဖုန်းကမ်ပဏီသည်အဆိုးဆုံးသောဖောက်တဲ့တူနှင့်တွေ့ဆုံခဲ့ရမှုလေသည်သူသူသည်အလွန်ဒေါသကြီး၍တယ်လီဖုန်းပြောနေစဉ်မှာပင်တယ်လီဖုန်းကိုရိုက်ခွဲပြစ်လိုက်မည်ဟုကြိမ်းပန်းမှုသည်တယ်လီဖုန်းကမ်ပဏီမှတင်ပြသောစာရင်းသည်မာသည်ဟုဆိုပြီးလျှင်တယ်လီဖုန်းများကို မပေးဘဲနေလေသည်တရင်စာများတဲ့တွင်စောင်းဖအမျိုးမျိုးရေးသား၍တယ်လီဖုန်းကမ္ပဏီကထုယုံနဲ့မကျေနပ်သေးဘဲပြည်သူအချို့ကိုစောင့်ရှောက်သော ကမရှင်ထံသို့တိုင်တန်းစာများကိုရေးသားပြီလေတယ်လီဖုန်းကမ္ပဏီကိုတရားရုံး၌လည်းအကြိမ်ကြိမ်တရားစွဲသေးသည်နောက်ဆုံးတွင်ကမ္ပဏီမှ အထူးပါနှက်သူကိုစလက်တူကိုထိုလူစုနှင့်တွားရောက်တွေ့ဆုံရန်ဈေးလွတ်သည်ထိုလူစုသည်ဒေါသနှင့်ရန်တွေ့သည်မြတ်စကားတို့ကိုကမ္ပဏီကိုစလက်သည် ဟုတ်ပါတယ်ဟူ၍သာပြောပြလျင်ဇွဲကောင်းကောင်းနဲ့တီးခံ၍နားထောင်နေသည်သူကဒေါနဲ့မောနဲ့၃နာရီလောက်ဆုနေသည်ကိုကျွန်တော်လည်းငြိမ်သက်စွာနားထောင်နေပါသည်ဒုတိယအချိန်ထပ်မံတွေ့ဆုံသောအခါရှေးခါခကဲ့သို့ပင်နားထောင်၍နေပြန်ပါသည်ကျွန်တော်သည်ထိုလူထံသို့၄ချိန်တိုင်တိုင်သွားရောက်ခဲ့ရာစရဒအချိန်တွင်သူတီထောင်ထားသောတယ်လီဖုန်းအသုံးပြုသမားများကာကွယ်ရေးအသင်းတွင်ကျွန်တော်ကိုလည်းတင်းသားတူအဖြစ်နဲ့ဇင်းအသွင်းထားပြီးဖြစ်သည်ကိုကျွန်တော်သိပါသည်ယခုတည်းတိုင်ထိုအသင်းတွင်ကျွန်တော်သည် အသင်းသားတူဖြစ်လျက်ရှိနေသေး၍စတင်တည်ထောင်သောဒုသူမှတပါကဘာပေါ်တွင်ဤသည့်တူဦးတဲ့သောအသင်းသားမှာကျွန်တော်ပင်ဖြစ်သည်ဟုသိရှိရပါသည်ဒုသူနှင့်တွေ့ရှိသောအခါတိုင်းသူပြောသည်မှသောစကားများကိုကောင်းစွာနားထောင်ပြီးလျှင်သူပြောသည်မှသောအချက်များကိုထောက်ခံလျက်ရှိသောကြောင့်သူနှင့်ကျွန်တော်တို့မှာအကျွမ်းတဝင်ဖြစ်လာကြပါသည်သူထံသို့တယ်လီဖုန်းကမ္ပဏီမှဆက်လွှတ်လိုက်သောသူများကျွန်တော်ကဲ့သို့တရားများမလုပ်ကြပါပထမဒုတိယနှင့်တတိယအခေါက်များတွင် ျွန်တော်လာရသည့်အကြောင်းများကိုအနည်းငယ်မျှဖွင့်ဟ၍မပြောပါစရုဒ္ဓကျင့်၌သာအဖြစ်ပြက်အလုံးစုံကိုရှင်းပြရာတို့တို့သည်ကံမီတုပေးရန်ရှိသောငွေများကိုပေးုံသာမကပြည်သူအကျိုးကိုစောင့်ရှောက်သောကော်မရှင်တို့တယ်လီဖုန်းကံမီနှင့်ဆက်လင်း၍တိုင်တန်းထားချက်များကိုပြန်လည်ရုပ်သိမ်းလိုက်ပါသေးသည်ကံမီ၏အတရားပြုကျင့်သောဘေးမှတယ်လီဖုန်းအသုံးပြုသူများကိုကာကွယ်ပေးသူဟု၍တို့တို့သည် သူ့ကိုယ်သူအထင်ကြီးနေသည်မှာယုံမပွဲမရှိပေကံမဏီကိုစုပုကျိန်ပေါင်းနေခြင်းအပြင်အထင်ကြီးလို့သောစံထကိုပြစေသည်တို့ရတွင်ကံမဏီကိုစလက်တူကသူ့ထံကိုခါရဝက်တွားလျက်သူ၏အလိုသို့လိုင်လျောပြောဆိုသောအခါညစွာကျိန်တ်ပြီးလဲရှေးခါကကံမဏီဘော်တွင်မကျင်တ်ဟုသူကိုယ်တိုင်ယူဆသည်တို့သည်လေးပြေလေးညှင်းတွင်လွင့်စင်ပြောက်ွယ်သွားသည်တုံးမိတဲ့များကိုကဘာဘော်တွင်အကြီးကျယ်ဆုံးဖြန့်ပြူရောင်းချလျက်ရှိသောဓတ်မာတုံးမွေးကံမဏီကြီးကို စတင်တည်ထောင်သူဂျူလီယန် F. ဒက်မာဆိုသူဤအခန်းထဲသို့တမနဲ့တွင် အလွန်ဒေါသထွက်လျက်ရှိသောဖောက်တဲ့တူသည်စုလျက်ဝင်လာလေသည်သူသည်ကျွန်တော်တို့ကံပီတို့ဒေါ်လာငွေ15ပြားပေးရန်ရှိနေသေးတော်လဲမရှိဟု၍ငင်းလျက်ရှိသည်တို့ရတွင်သူသူမားနေကြောင်းကမူကားကျွန်တော်ကောင်းစွာတည်သောကြောင့်ကြွေးတောင်းသည့်ဌာနမှထွန်ငွေများကိုကြည်လယ်အောင်ပေးရန် စာများကိုပို့ချသည်ကြွေးတောင်းစာများတစ်စောင်ပြည့်တစ်စောင် ထပ်၍ရာတော့အခါသူသူသည်ရှီကာဂိုမြို့သို့လိုက်လာပြီလေကျွန်တော်တို့တောင်းနေသောအကျွေးကိုမပေးတော့ဘူးဟုပြောရုံသာမဟုတ်ပဲကျွန်တော်တို့ကံပဏီမှနောက်ထပ်ပတ်စံတပြားပို့မြမဝယ်တော့ဘူးဟု၍လည်းပြောရန်ကျွန်တော်ဤအလုခန်းတွင်သို့ဝင်ရောက်လာခြင်းဖြစ်ပါသည်သူပြောကြနေစဉ်ခြားဖြတ်၍ပြောခြင်းအားကြီးတော်လဲမကောင်းမှန်းသိတော့ကြောင့်စိတ်စိတ်နားထောင်နေပြီလေသူပြောလို့တမျှပြောပြအောင်ဆောင်းဆိုင်လျက်ရှိစဉ် သူပြောရွယ်ဝါတော့အခါရှီကာဂိုမြို့သို့လာပြီးယခုလိုကယူတဆိုင်ပြောပြသည့်အတွက်ဂျေဇုအထူးတင်ပါတယ်ကျွန်တော်တို့ရဲ့ကျွေးတောင်းဌာနကခမ ्या ကိုတောင်းစိတ်ဆိုးအောင်လုပ်တယ်ဆိုရင်အခြားဖောက်တယ်တွေကိုလည်းဒီလိုပဲစိတ်ဆိုးအောင်လုပ်မှာပဲဒီတော့ခမ ्या သာလာမပြောရင်ဒီအကြောင်းတွေကိုဒီလိုဆုံဆုံလင်းလင်းသိရမှာမဟုတ်ပါဘူးခမ ्या ပြောချင်တာထက်ကျွန်တော်ကပို့ပြီးတော့နားထောင်ခြင်းနဲ့ဆိုတာကိုယုံပါတော့ဟုကျွန်တော်ကထူးထူးအားပြောပြပါသည်ကျွန်တော်ဒီထိုးခဲ့သူပြောလိမ့်မည်ဟုထူးထူးသည်မမျှော်လင့်ခဲ့ချေ ရှီကာဂိုမြို့သို့ကျွန်တော်နဲ့ရံဖြစ်အောင်လာခဲ့ရာကျွန်တော်နဲ့တွေ့သောအခါသူနဲ့ဖက်၍ရံမဖြစ်ပဲယေရှုတင်စကားများကိုသာပြောလျက်ရှိသောကြောင့်သူသူသည်အနှဲငယ်စိတ်ပြတ်သွားလေသည်ကျွန်တော်တို့မှာစင်ရဲ့အများကြီးကြည်ရ၍သူလူမှာကစင်ရဲ့တစ်ခုတည်းကိုကြည်ရသည်ဖြစ်သောကြောင့်စင်ရဲ့မှားခြင်းမှားရင်ကျွန်တော်တို့ကသာမှားရမည်ဖြစ်သည်ဖြင့်သူထံမှရရန်ရှိသောဒေါ်လာ15ပြားကိုအကျဉ်းဆင်းမှပေးထုတ်ပါမည်ဟု၍လဲသူသူကိုကျွန်တော်ကဝန်ခံပါသည် သူစိတ်ထက်တွင်ဘယ်လိုဖြစ်နေသည်ကိုကျွန်တော်ကောင်းစွာသိရသောကြောင့်ကျွန်တော်သာကဲ၍သူ့နေရာတွင် နေရလင်ဒီလိုပဲစုမပဲဟူ၍လဲကျွန်တော်ပြောလိုက်ပါသေးသည်ထို့နောက်ကျွန်တော်တို့ထံမှနောက်နောက်ကုံများဝယ်ယူတော့မည်မဟုတ်ကျွန်တော်တို့ကဲ့သို့သောကုံရောင်းသောစိုင်များ၏အမည်များကိုပဲပြောလိုက်ပါသေးသည်ရှေးခါကရှေးခါကိုမျိုးတို့လာတိုင်းသူနဲ့ကျွန်တော်သည် နေလယ်စာအတူတူစားကြသည်ဖြစ်ရာဒီနေ့တွင် နေလယ်စာကျွန်တော်နဲ့အတူတူစားရန်သူ့ကိုဖိတ်လိုက်ပါသည် ျွန်တော်၏ဖိတ်ကြားခြင်းများကိုသူသည်စိတ်မပတပါနဲ့လက်ခံလိုက်ပါသည်။နေလဲစားစားပြီးကျွန်တော်၏အလုပ်ခန်းသို့ပြန်ကြသောအခါ ရှေ့ကမာဘူးသည်ထက်ပို၍များပြားသော ကုန်ပစ္စည်းများကိုပို့လိုက်ရန်မာထားပါသည်။အတော်စိတ်ကျဉ်တတ်၍အိမ်သို့ပြန်သွားပြီလေ။အိမ်သို့ရောက်သောအခါကျွန်တော်တို့ကသူနှင့်တရားသဖြင့်ဆက်ဆံလိုက်တဲ့ကဲ့သို့သူကလည်းကျွန်တော်တို့နှင့်တရားသဖြင့်ဆက်ဆံလို့သောသဘောဖြင့် စင်းရင်းများကိုပြန်လည်ဆက်စစ်ကြည့်ရှုရာသူ၏မကိုတွေ့ရသောကြောင့်ဒေါ်လာ15ပြတန်ချက်လက်မှတ်တစ်ခုနဲ့တောင်းပန်စာတစ်စောင်ကိုသူသည်ကျွန်တော်တို့ထံသို့ပို့လိုက်ပါသည်။နောက်များမကြာမီသူ၏မိမသည်တားယောက်ျားလေးတူကိုမျက်နှာမြင်သောအခါကလေးငယ်၏အလယ်နမဲ့တွင်ဒက်မာကိုယူ၍ပဲ့ပါသည်။သူသူသည်နောက်နှစ်ပေါင်း22နှစ်ကြာ၍အနှိမ့်ဆရောက်သည့်အတိုင်အောင်ကျွန်တော်တို့တိုက်ဆန်၏ဖောက်တဲ့ကြီးတူအဖြစ်ဖြင့်ဆွေးမြေစွာဆက်ဆံလျက်ရှိပါသည် နှပေါင်းများစွာကြာလောက်ကအမေရိကန်တွင် လာရောက်နေထိုင်သော Dutch လူမျိုးတငယ်လေးတူသည်ကျောင်းမှစာအံဖြုတ်လိုက်သည့်နှင့် ပေါင်မုံဆန်တဆန်၏တင်းပေါက်များမှဖုံများကိုအငှားတုပ်လျက်ရှိနေသည်သူမိဘများသည်အလုံးမင်းဆင်းရဲသောကြောင့်ကျောင်းမီသွေးလေးများမှကြာကြံရက်ခဲ့သောကျောင်းမီသွေးကဲများကိုလမ်းကြိုလမ်းကြားတွင်သူတငယ်လေးသည်တောင်းတလုံးနှင့်နေစဉ်လာ၍ကောက်ရသည်သူတငယ်လေး၏နာမည်မှာ Adobot ဖြစ်သည် သူသည်ကျောင်းတွင် 6နှစ်မြတာစာတင်ပို့တော်တယ်။အမေရိကန်ပြည်သတင်းစာမဂ္ဂဇင်းသမိုင်းတွင် အလွန်ထင်ရှားကျော်ကြားသောမဂ္ဂဇင်းအယ်ဒီတာကြီးဘဝသို့ပင်ရောက်ခဲ့ပူလေသည်။ဒီဘဝသို့ရောက်အောင်ဘယ်လိုလုပ်ခဲ့ရသည်ကိုပြန်ပြောရလျင်ရှည်၍နေတော်မူ။တို့ရတွင်သူဘဝသို့ရောက်အောင်ဘယ်လိုစရသည်ကိုကခတ်တူတူနဲ့ပြောနိုင်ပြီဖြစ်သည်။သူဤနည်းများသည်ဤခန့်တွင်ပေါ်ပြလျက်ရှိသောဤများပင်ဖြစ်သည်။အသက်73နှစ်တွင်ကျောင်းမှထွက်လိုက်ပြီးနောက် Western Union ကျင်းနှံကံပဏီတွင်တနင်္ဂနွေတစ်ပတ်လျင်ဒေါ်လာ6ဒေါ်လာခွဲနှင့်အလုပ်လုပ်သည်ထို့ကဲ့သို့အလုပ်လုပ်နေရတော့လဲပညာသင်ရန်ကိုကလက်မလျှော့ပဲကိုတို့ကိုခြုံ၍ပညာစီးပုလျက်ရှိသည်အလုပ်တိုက်သို့ခြေချင်းလာ၍ယထကအတွက်ကုံမိပတ်စံကိုစုပြီးလင်အမေရိကန်ပြည်သားပုဂ္ဂိုလ်ထုများ၏အထွတ်ပတ်တိဆွဲဆောင်ကျန်းစာအုပ်ကိုဝယ်ယူနိုင်သည့်တိုင်အောင်ဤလေစာမစားဘဲနှင့်နေလေသည် ဒုဆွဲဆောင်စောက်ကြီးတဲ့မှပုဂ္ဂတုများ၏အထုပ်ပတ်တီကိုဖတ်ပြီးလင် ထိုလူချင်းများထံသို့ငယ်စဉ်တောင်ချေကလေးဘွားကသူတို့မြည်တို့မြည်ပုံနေထိုင်ရသည့်အကြောင်းများကို စာအားဖြင့်ထပ်မံရေးသား၍မေးမြန်းစုံစမ်းသည်သူသည် ပြောသမျှစကားများကို ကောင်းစွာနားထောင်နိုင်သူတူဖြစ်၍ထိုနည်းဖြင့်ပုဂ္ဂတုများ သူတို့၏အကြောင်းကိုဆရာထက်တန်စွာပြောအောင်တိုက်တွန်းခဲ့ပူသည် ထွက်ကာအမေရိကန်သမ္မတရာထူးအတွက်ဝင်ရောက်ရွေးချယ်ခံလျက်ရှိသော General James A. Garfield ထံသို့ငယ်စဉ်က သူသည်တူးမြောင်းတစ်ခုတွင် လေထိုးသားလေးဖြစ်ခဲ့ဖူးသည်ဆိုသောစကားသည်မှန်မှန်မှန်ကိုစာရေး၍စုံစမ်းရာ Garfield သည် စာပြန်လေသည် General Grant ထံသို့စပွဲတစ်ခုအကြောင်းနှင့်ဆက်လင်း၍စာရေးစုံစမ်းရာ Grant သည်ဆက်လင်းနှင့်မျှရှိသောထိုသူငယ်လေးအားမိမိအိမ်သို့ညစာစားရန်ဖိတ်ကြားပြီးနောက် မြေပုံကြီးတစ်ခုဆွဲ၍အချိန်တော်ကြစွာရှင်းပြလေသည်ရမကြမီဤယုံပြတာကလေးသည် တိုင်းပြည်တွင်ထင်ရှားကျော်စောဆုံးဖြစ်သည့်ဤမာဆန်ဖီလစ်ဘရုစ်အော်လီဗာဝင်းဒယ်ဟိုလောင်ဖဲလိုမစ္စစ်အေဗရာဟန်လင်ကွန်လူဝီဇာမေယော်လကော့ဂျန်နရယ်ရှာမန်နှင့်ဂျက်ဖာဆန်ဒေးဖီစသော ပုဂ္ဂိုလ်ချင်းများနှင့် စာပေးစာယူပြုလုပ်လျက်ရှိလာလေသည် စာရေးယုံသားမကအားလခွင့်ရာတိုင်းဒိုလူကြီးများ၏ဖိတ်ကြားချက်အရဒိုသူတို့၏နေအိမ်သို့တွားရောက်လဲပတ်လေရှိသည်ဒိုဖြစ်ဖြစ်သည်သူ၏ရှင်တွင်၌မိမိကိုမိမိအားကိုသောစိတ်တတ်များမွေးမြူစေလေသည် သူနှင့်တွေ့ရသောပုဂ္ဂိုလ်ချင်းများသည်သူ၏နောင်ရေးကိုတခါတည်းဖန်တီးပေးလိုက်လေသည်ဤကဲ့သို့ဖြစ်ရခြင်းမှာအခြားကြောင့်မဟုတ်ဤခန့်တွင်ပေါ်ပြပါရှိသောဤများကိုအသုံးပြုသောကြောင့်သာဖြစ်ရကြောင်းကိုကျွန်ုပ်သည်တစ်ချိန်ထပ်၍ပြောပြရစီ ထင်ပေါ်ကျော်ကြသောပုဂ္ဂိုလ်ထုများနဲ့တွေ့ဆုံ၍သူတို့ထံမှတရင်ထူယူသည့်နေရာတွင်ကဘာပေါ်၌ပြန်ပြတ်မရှိအောင်စွမ်းသော Isaac F. Marcosan ဆိုသူကများစွာသောသူတို့သည်တစ်ဖက်သား၏အထင်ကြီးခြင်းကိုမခံရခြင်းသည်အခြားသောမဟုတ်တစ်ဖက်သားစကားပြောနေစဉ်အာရုံစ၍နားမထောင်ခြင်းကြောင့်ပင်ဖြစ်လေသည်ဟုဆိုထားသည်ပုဂ္ဂိုလ်များနှင့်တွားရောက်တွေ့ဆုံသူများသည်ဘာပြီးဘာဆက်၍မေးရမည်လောက်ကိုသာစဉ်းစားလျက်ရှိသောကြောင့် ထိုပုဂ္ဂိုလ်သူများပြောနေသောစကားများကို အာယုံဆ၍နားမထောင်နိုင်ကြခြင်းပုဂ္ဂိုလ်သူများကသူတို့သည် စကားကောင်းကောင်းပြောသူများထက်စကားကောင်းကောင်းနားထောင်သူများကိုပုံမနှက်သက်ကြသည်ဟုပြောကြဘူးသည်တပ္ပတာပြောနေသောစကားများကိုဂယုတစိုက်နားထောင်နိုင်သောအရေးချင်းသည် အခြားအရေးချင်းများထက်ပို၍ရှားလေသည်ပုဂ္ဂိုလ်သူများသာမဟုတ်လူတမန်တို့သည်လည်းသူတို့ပြောခြင်းသည့်စကားများကိုကောင်းကောင်းနားထောင်မြည်လူများကိုအလိုရှိကြသည်ထို့ကြောင့် ကောင်းကောင်းနားထောင်မိလူတယောက်ကိုရှာ၍ပြောချင်သည့်စကားများကိုပြောလိုက်ရခြင်းဖြင့်မိမိ၏စိတ်ဒဇအနာများကိုပြောက်ခင်အောင်လုံနိုင်ပါလေနဲ့။များစွာသောလူတို့သည်ထိုသူမလုပ်ဖဲဆရာဝန်ကိုခေါ်၍သူတို့ယောဂါကိုကုသစေလေသည်ဟု၍စာပရိသတ်ခေါ်မဂ္ဂဇင်းတစ်စောင်ကဆိုထားသည်။အမေရိကန်ပြည်တော်စုပြည်တွင်းဆက်ပွဲသည်တဲတဲမဲမဲတိုက်နေသည့်အချိန်ခါကအေဗရာဟင်လင်ကွန်သည် Spring Fee မြို့ရှိ မိတ်ဆွေတူအား ်ဝါရှင်တန်မြို့တော်သို့လာရောက်ရန်ဖိတ်ကြားလိုက်သည်စာရဲတွင်ဆက်အကြောင်းနှင့်ဆက်လင်း၍သူနှင့်တိုင်ပင်လိုသောကြောင့်ဆက်ဆက်လာပါဟုလင်ကွန်းသည်ရေးလိုက်သည်မာလာသည့်အတိုင်းလင်ကွန်း၏မိတ်ဆွေသည်တမရမင်း၏အိမ်တော်သို့ရောက်လာရာမွေဝဲကြုံများကိုကြုံစင်းမှလွတ်တင်မလွတ်တဲ့သည့်ကိစ္စနှင့်ဆက်လင်း၍လင်ကွန်းသည်ထိုမိတ်ဆွေအားအတော်ကြာကြာပြောလျက်ရှိသည်ဤကဲ့သို့မွေဝဲကြုံများကိုလှုပ်ချင်း၏အကျိုးအပြစ်တို့ကိုလင်ကွန်းကိုယ်တိုင်တခုမကြံ အပြန်အလှန်ပြောရုံသာမက အချို့သတင်းစာများကဝေဝဲကြုံများကိုလွတ်မြီကိုကြောက်ရွံ့လကောင်းအခြားသတင်းစာများကလည်းထိုကြုံများကို မလွတ်သွေးရည်လကောင်းချုံချပြစ်တင်သည့်စောင်းပါများကိုတခုစီဖတ်ပြလျက်ရှိသည်အချိန်တော်ကြာစွာစကားပြောပြီးနောက်လင်ကွန်းသည်မိတ်ဆွေထံမှတလုံးတပါးသားမျှအကြံမတောင်းဘဲထိုသူကိုပြန်လွှတ်လိုက်လေသည်အစမှအဆုံးထိလင်ကွန်းတူဦးထဲသာလည်းစကားပြောလျက်ရှိလေသည်ကျွန်တော်ကို ြောကြားပြီးနောက်သူ၏စိတ်ထဲမှာအတော်ရှင်းသွားသည့်လက္ခဏာရှိပါသည်ဟုဒုံမိတ်စေကြီးကပြောပြသည်ဆင်ဆက်မှာလင်ကွန်းသည်ထိုအခါကသူတစ်ပါးထံမှအကြံဉာဏ်ကို အလိုမရှိ သူလိုရှိသောအရာသည်သူဝမ်းထဲတွင်မျိုးသိထားသောအလုံးများကို ကုံထုတ်ပြောနိုင်၍သူကိုအာယုံဆိုင်ပြီးနားထောင်နေမိမိတ်ဆွေကောင်တယောက်ပင်ဖြစ်လေသည်ကျွန်တော်တို့တို့အထိဒုက္ခရောက်နေသောအခါ၌ကျွန်တော်တို့အလိုရှိသောအရာသည်လည်းထိုအရာပင်ဖြစ်လေသည် စိတ်တုန်နေသောဈေးဝယ်သူနှင့်မကြင်မချမ်းဖြစ်နေသောအလုသမားသို့မဟုတ်စိတ်နာကြည့်နေသောမိတ်ဆွေစသည်တို့အလိုရှိသောအရာများသည်လည်းစိတ်ရှိလက်ရှိဖြင့်နားထောင်မိသူပင်ဖြစ်သည်အကယ်၍တင့်ကို သူများသည်မပေါင်းသိလိုပဲရှောင်ရှားသွားသည်ကိုတို့၎င်းတင့်ွယ်ရာတွင်အခြားသူများသည်တင့်အချောင်းကိုအတင်းပြော၍တင့်ကိုရဲသွန်းသေးခြင်းကို၎င်းတင်သည် အလိုရှိခဲ့ပါလေအောက်ပါအတိုင်းပြုခြင်းပါလေတဖက်သားစကားပြောနေစဉ်မြည်သည့်အခါမြတ်ခက်ကြကြနားမထောင်နဲ့ တင်ချောင်းကိုမရက်မနာပဲပြောပါတဖက်သားစကားပြောနေစဉ်တင်းနိုင်အကြံတစ်ခုပေါ်လာတော့သူသူစကားပြောပြအောင်မဆောင်နဲ့အတင်းလူရပြောပါသူသူဒီတင်းလောက်မှမတော်ပဲအင်မတန်ညင်းငွေပဲကောင်းတဲ့လူသူစကားကိုအဖဲကြောင့်အချင်းကုန်ခံပြီးနားထောင်နေမလဲသူပြောနေစဉ်အတင်းဝင်၍ပြောပါလေအထက်ပါနီးတို့ကို လက်ကင်ထားလေရှိသော လူစားများကိုတင်းတွေ့ဘူးပါ ਈ လားကျွန်တော်မှမူကားကံအကြောင်းမကောင်းလှ၍ထိုလူစားများကို တွေ့ကြုံဘူးပါသည် ဒုလစအချို့ကိုထက်တန်းစားလူများတဲ့တွင် တွေးရှိရသည်မှာအလွန်အောင်းစရာပင်ကောင်းသေးသည်ဒုလများသည် ကိုကိုကိုအထင်ကြီးလျက်ရှိသောကြောင့်တပ္ပသားဤစိတ်ကိုနှောက်ရှက်တတ်သူများသာလင်ဖြစ်ပါသည်ဒုလများသည်သူတို့ဤအကြောင်းလောက်ကိုသာစဉ်းစားတတ်ကြသည်ကိုအကြောင်းလောက်ကိုသာစဉ်းစားသူသည် မျောလင့်ပွဲမရှိသောပညာမဲ့သူဖြစ်လေသည်သူသူသည်တတ်တတင် जा ခြင်းကိုမြည်မြခံရတော်လဲပညာမရှိချေဟု၍ဒေါက်တာနီကိုလက်မာရီပတ်တလာကပြောဘူးလေသည် ထို့ကြောင့်သင်သည်စကားပြောကောင်းသူတူဖြစ်လို့လေတဖက်သားစကားပြောနေစဉ်ယူဆ၍နားထောင်နိုင်ပါစေသင်ပေါ်တွင်တဖက်သားတို့စိတ်ဝင်စားစေလို့လျင်တဖက်သားတို့အပေါ်တွင်သင်သည်စိတ်ဝင်စားပါဟု၍မစ္စတာချားနော်တန်လည်းပြောပြမှုလေသည်တဖက်သားတို့စိတ်ပါလက်ပါနဲ့ဖြည့်ကျင်သည့်မိကုံများကို မေးပါတဖက်သား၏အကြောင်းနှင့်သူ၏စွမ်းရည်တက်တိများကိုထုတ်ဖော်ပြောပြနိုင်အောင်အားပေးပါတင်းနဲ့စကားပြောနေတော်သူသည်တင်းနဲ့တကွတင်း၏လူဝင်စံတမ်းများတင်း၏ခက်ခဲများထက် သူ့ကိုယ်နဲ့သူ့လူဝင်စန္ဒသူ့အခက်အခဲများတွင် အစာပေါင်းရာထောင်များစွာပို၍စိတ်ဝင်စားလျက်ရှိကြောင်းကိုသင်သည်အစဉ်သတိရပါတရုတ်ပြည်ကြီးတွင် လူတန်းတေးချေပျက်စီးစေသည့်အစာငတ်မော့ခေါင်ပါတော်ကတ်သည်သူ့အဖို့တွင်သူ၏သွားကပ်ယောဂါလောက်အရေးမကြီးပေအာဖရိကတိုက်တွင်အကြိမ်40လှုပ်သောငလျင်များထက်သူ့လယ်ပင်တွင်ပေါက်နေသောအနှစိမ့်ပေါ်တွင်သူသည်ပို၍စိတ်ဝင်စားပေလိမ့်မည် နောက်တစ်ချိန်တစုံတယောက်သောသူနှင့်စကားပြောမည်ဟုကြံလျင် ထိုအကြောင်းကိုတတိယပါစေထို့ကြောင့်တင့်ကို လူကြိုက်များစေလိုလျင်ဤမှတ်လေးသည်တစ်ဖက်သားစကားပြောနေစဉ်ဂိူးဆာ၍နားထောင်ပါတစ်ဖက်သားတို့အားသူတို့၏အကြောင်းပြောပြရန်အားပေးပါ